ကဲ brother အားလုံးပဲမင်္ဂလာပါနော် brother အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ကတော့ Twinkiber wallet ပြတ်သွားတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော် Twinkiber account ကိုဘယ်လိုပြန်ယူကြမလဲပေါ့နော်အဲ့ account ဟောင်းပြန်ယူရေးလေးကိုကျွန်တော်ပြပြပေးမယ်ပေါ့နော်ဟုတ်ရတော့ကျွန်တော်တို့တွေကဒီ Play Store နေ Twinkiber ကိုဒေါင်းလာခဲ့ပြီဒေါင်းလာခဲ့တဲ့အချိန်မှာကျွန်တော်တို့ Twinkiber တွေကိုဝင်လိုက်မယ် ဝင်တဲ့နေရာမှာကျွန်တော်တို့တွေကဒီမှာဒီလိုလေးပေါ်လာတဲ့ချိန်မှာအပေါ်က create new wallet နဲ့ import existing wallet ဆိုပြီးမှနှစ်မျိုးရှိရပါတော့ဒီအပေါ်ကအပြန်အောင်လေးကကျွန်တော်တို့ wallet အသစ်ဖောက်တဲ့သူတွေအတွက်ပေါ့နော်တကယ်လို့ဟာဒီကျွန်တော်ခုနပြောသလို wallet အဟောင်းကိုပြန်ယူမဲ့သူတွေကဒီအောက်က importance existing wallet ကိုကျွန်တော်ကနှိပ်ပေးရမှာပေါ့နော် okay account လေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတော့ရင်ကျွန်တော်တို့တွေက import wallet ဆိုတာလေးရှိရပါတော့ import wallet ဆိုတာလေးရှိတဲ့အပေါ်ဆုံးမှာ account လေးကိုကျွန်တော်နှိပ်ပေးမယ် နိုင်ပြီးသွားရင်ဒီနေရာမှာကျွန်တော်တခုပြောတာရှိတာကအဲကျွန်တော်တို့တွေပေါ့နော်ဒီတွန်ကီပါရဲ့ဒီပေါ့နော်ကျွန်တော်တို့ဒီအကောက်တစ်ဖောက်တဲ့နေရာမှာကအကုတ်24ခုပေးတယ်ပေါ့နော်အဲ24ခုလုံးဟိုကျွန်တော်တို့တွေကယူမထားရင်တော့ကျွန်တော်အဲ့ကောက်ကဆုံးရှုံးမှာဖြစ်ပါတယ်တကယ်လို့ယူထားတယ်ဆိုရင်တော့အဲ့ကောက်ကိုကျွန်တော်စေထားတယ်နှုတ်တီထဲမှာထည့်မှတ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီပေါ့နော် ဒီ24လုံးကိုကျွန်တော်ဖြည့်ပေးလိုက်တာနဲ့ account ဟောင်းကိုပြန်ရရပါတော့။အဲ့ဒီဟာလေးရောသတိထားပါပါတော့။ကျွန်တော်ဒီ wallet account တက်ဖောက်လိုက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ပေါ့နော်ဒီ account လေးကို copy ယူပေါ့နော်။ယူပြီးတော့မှကျွန်တော် note တွေထဲမှာထည့်မှတ်ထားပါတကယ်လို့ပြတ်သွားခဲ့ရင်ဒီမှာလာပြီးတော့မှပြန်ယူလို့ရရပါတော့။အဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အဲ့ account ကကျွန်တော်ဘယ်တော့မှပြန်ယူလို့မရတော့ပါဘူး။ဒါကြောင့်ကျွန်တော်တို့တွေကဒီမှာ account 24ခုကိုကျွန်တော်တို့တွေကဒီမှာဖြည့်ပေးလိုက်မယ်ပေါ့နော်။ โอเคဒါဆိုလို့ရှိရင်ဒီမှာပေါ့เนาะကျွန်တော်တို့တွေကဒီမှာရပြီဒီကုန်း24ကိုလည်းကျွန်တော်ထည့်ပြီးသွားပြီဆိုလို့ရှိရင် continue ကိုဆက်သွားလိုက်မယ်ပေါ့เนาะဆက်သွားလိုက်တဲ့ချိန်မှာသူကဒီမှာအတွင်းထဲကိုရောက်သွားမယ်ဒီ wallet ဒီ wallet အမှန်နေပေါ့เนาะအဲ့တော့ကျွန်တော်တို့တွေက continue ကိုပဲဆက်သွားမယ်ဒါကကြာတော့ create password ဆိုတာကျွန်တော် password ကိုတက်မှတ်ပေးရမယ်ပေါ့เนาะအခုကြိုက်တဲ့ password ကိုတက်မှတ်ပေးလိုက်ပါ okay password ကိုကျွန်တော်တို့ကနှစ်ခါသတ်မှတ်မယ်နှစ်ခါသတ်မှတ်ပြီးသွားရင် event notification ကိုကျွန်တော်နှိပ်ပြီးလိုက်မယ်ပြကြရင် along ကိုဆက်သွားလိုက်မယ်ပေါ့နော်ပြကြရင်တော့ကျွန်တော်တို့တွေကဒီမှာပုံနေပါထည့်ခြင်းလဲရတယ်မထည့်ခြင်းလဲရတာပေါ့နော်ကိုယ့်ရဲ့ wallet ပုံစံဒီလိုမျိုးထည့်ခြင်းလဲရတယ်အဲကိုယ်စိတ်ချိုက်ပေါ့နော်ကျွန်တော်ထည့်ပြီးတော့မှအဲကျွန်တော်တို့တွေလုံးလို့လဲရတာပေါ့နော်ဆက်တော့ကျွန်တော်တို့တွေကဒီမှာ continue ကိုပဲဆက်သွားလိုက်မယ် okay ဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့တွေကဒီမှာပေါ့เนาะဒီအောက်မှာကျွန်တော်တို့အရင် wallet ကကြတော့ဒီမှာပေါ့เนาะ okay ဒါကတော့ကျွန်တော်အရင်အရင်အကောင့်ပေါ့เนาะဒီဘွားကကြတော့ကျွန်တော်တို့ wallet ကเนาะဟိုပေါ့เนาะသူ့ရဲ့အကွဲလေးပေါ့เนาะဒီဒီ wallet ရဲ့အကွဲလေးပေါ့เนาะဒီကောင်ကမတုံးလဲဘာမှဖြစ်ဘူးပေါ့เนาะအဲဒီကောင်ကမတုံးလဲရတယ်တုံးလဲရပေါ့เนาะဒါကကိုယ်စိတ်တိုင်းညာရပေါ့เนาะကျွန်တော်တို့ကခုနကပတ်တန်ကုတ်ဘူး ကုန်း24ကိုဘယ်လိုသွားယူမလဲဆိုရင်ကျွန်တော်စတင်တဲ့ကိုနှိပ်ပါနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေကဒီမှာအာ notification ဆိုတာလေးရှိရပါတော့။ Oh sorry ကဲကျွန်တော်ဒီမှာပေါ့နော်ဒီအပေါ်ဆုံးမှာ bus app ဆိုတာလေးရှိရဲ bus app ဆိုတာလေးရှိရဲဝင်ချင်းမှာ bus app ဆိုတာရှိရဲအဲ့ကောင်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပါနှိပ်ပြီးသွားရင်ကျွန်တော်တို့က show recovery bus ပေါ့နော်အဲ့ကောင်ကိုကျွန်တော်နှိပ်ပြီးတော့ continue ကိုသွားလိုက်ပါပြီးချင်ရင်ကျွန်တော်တို့က ဒီဝင်ဒီ wallet 20ပါ wallet ဝင်ခြင်းမထည့်တဲ့ password ကိုကျွန်တော်တို့ထည့်ပေးလိုက်ပါတော့ထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီ code ဒီကြာလာမယ်ပေါ့နော်ဒီ code လေးတွေကိုပေါ်နေမယ်အဲ့ code ကလေးတွေကိုကျွန်တော်တို့တွေကဒီမှာ copy ယူထားပြီးတော့မှကျွန်တော်တို့တွေဒီ note တွေထဲမှာထည့်မှတ်ထားလဲရတယ်ပေါ့နော်ဒီ code ကလေးတွေက24ကိုသူကချပေးထားမှာပေါ့နော်အဲ့ဒါကိုကိုကမေ့နေရဆိုလို့ရှိရင်တော့အဲ့ကောက်ကလုံးဝပြန်ယူလို့မရတော့ပေါ့နော်ဒါလေးကိုတော့တတိထားစေချင်တယ်ဟုတ်ကဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကအကျိုးရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါဦးပေါ့နော် ကဲဒီလိုရလောက်ပါပဲเนาะဗီဒီယိုကိုစွန်းကြီးရဲ့ဘရာသာအားလုံးကိုဒီဝဲကျူးတင်ပါတယ်เนาะဖမိုင်း